နေရွှေသွင်းရောင်ကိုရိုင်းရေမိုးစီလာရောက်ပြီးသမီတောင်းနေတဲ့ပုံရိပ်လေးတွေပေါ်ထွက်လာနိုင်ငံကျော်ခရိုနီတထေကြီးနေရွှေသွင်းရောင်ကတော့ရွှေဝတီရေမိုးကိုအကျန်းသဘောကျိုင်းအထက်ဘာကင်ဖြစ်သူမင်းသားကြီးရေမိုးစီကိုလာရောက်တောင်းရနေခဲ့ပါပြီဒီလိုမျိုးသူကိုရိုင်းလာရောက်တောင်းရနေတဲ့ပုံရိပ်လေးတွေကလည်းဆိုရှယ်မီဒီယာမှာပြန့်နှံ့နေရပဲဖြစ်ပါနေရွှေသွေးအောင်ကိုရိုင်းမင်းသားကြီးတွင်မိုးရှိရာကိုလာရောက်တွေ့ဆုံပြီးတော့စကားလမ်းကြောင်းနေခဲ့တာပါ နေရွှေသွေးရောင်နဲ့ရုံးဝတ်ဒီလွင်မိုးတို့ကချစ်သူဖြစ်နေကြပြီဖြစ်ပြီးတော့စင်ကာပူနိုင်ငံမှာအတူတူချင်းတွေ့ရင်နဲ့လဲပတ်နေခဲ့ကြပါတယ်။ဒါရီကိုမြန်မာပြည်သက်တွေလည်းတွေ့မြင်သိရှိသွားခဲ့ပြီးရဲ့နောက်ပိုင်း နှစ်ယောက်သားရဲ့တရင်ကအတီအလင်းဖြစ်လာခဲ့ရပါဒီကြားထဲမှာမဟုတ်ဘူးလို့ညင်းနေကြတာတွေလည်းရှိပေမဲ့အခုတော့နေရွှေသွေးရောင်နဲ့လွေမိုးတို့တွေးဆောင်နေတဲ့ပုံရိပ်လေးတွေပေါ်ထွက်လာခဲ့ပါပြီလူကြီးမိဘစုံလင်စွာနဲ့စကားလမ်းကြောင်းပြီးပြောဆိုနေကြပြီဖြစ်တဲ့အတွက်မကြခင်မှာပဲလက်ထက်မင်္ဂလာပွဲကျင်းပတော့မယ်ဆိုပြီးလဲလူပြောများနေခဲ့ပါယုံမတီလွင်မိုးကပြီးခဲ့တဲ့လပိုင်းကမှကွာရှင်းခဲ့တာဖြစ်ပေမဲ့အခုတော့နောက်ထပ်တစ်ကြိမ်ထပ်မံလက်ထပ်တော်မှာဖြစ်ပါ යි ပရိသတ်ကြီးတို့ရောနေရွှေသွေးအောင်တဲ့ရုံးဝတီလွင်မိုးတို့ကိုသဘောတူကြပါသလားရှင်